်တကယ်ချင်းမရှင်များလုံးပဲမင်္ဂလာပါဗျာเนาะအဲဒီနေ့မှတော့ကျွန်တော်ဒီတန်းတလုံးအပြီးပေါ့ပေါ့เนาะကျွန်တော်၄ကတ်မြောက်အဲစိုက်လေးဖြစ်ပါတယ်စောစောကစိုက်တာမှားတော့လို့ပေါ့เนาะကျွန်တော်၅ကတ်လို့ထင်လိုက်တာအဲ၄ကတ်လေးပေါ့เนาะ၄ကတ်လေးကျွန်တော်တို့2019ပေါ့เนาะ2019ကျွန်တော်တို့ဒီမှာ3936ခါနေစပြီးတော့အဲကျွန်တော်တို့မှန်မယ်ပေါ့เนาะစပြီးတော့မှန်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ယူပုံယူနေလေးတစ်ချက်ကြည့်ရအောင်เนาะတပင်ချားမှာရှိတဲ့ဒီနံပါတ်6เนาะ နံပါတ်6ကျွန်တော်တို့ယူမယ်6 6နှစ်ခတ်9ပေါ့နော်အာဒီဘက်မှာကျွန်တော်ခြာရေးပြီးမယ်နော်6 6နှစ်ခတ်ဒီကျွန်တော်တို့9နော်ဒီလိုယူပြီးသွားရင်လည်းကျွန်တော်သူ့ရဲ့အပေါ်ကပဲပေါ့နော်ဒီနှလုံးပေါင်းခြင်းအပိတ်နှလုံးပေါ့နော်အာခါးတိုင်းနဲ့အပိတ်55ဆိုတော့ပေါင်းခြင်းနံပါတ်3နံပါတ်3ညပေါ့နော်အာဒီမှာကျွန်တော်တို့3ညဒီ3ညလို့တိုက်ရိုက်ယူပါတယ်ဒါပြီးရင်တော့ကျွန်တော်တို့ဒီနောက်မှာရှိတဲ့ဒီနံပါတ်5ပေါ့နော်ဒီနံပါတ်5 ငါးကျွန်တော်တို့ငါးရဲ့ကျွန်တော်တို့ဘာယူမလဲဆိုရင်နတ်ခတ်ပေါ့နော်အဲ sorry ငါးရဲ့ပါဝါကျွန်တော်တို့တုံညာဆိုဒီလိုလေးယူတယ်နော်အဲဒီမာတဒန်ဒီမာတဒန်ဒီမာတဒန်ပေါ့နော်အဲတုံတန်ဒီမာထွက်သွားတဲ့ကဏ္ဍဒီတုံညာတုံညာ6ဆိုပြီးတော့အဲဒီလိုလေးဆင်းသွားတယ်နော်တုံညာတုံညာ6ဆိုပြီးတော့နော်အဲဒီကောင်ကထွက်ကဏ္ဍ600ပေါ့နော်တုံညာတုံညာ6 เนาะအာဒီမှာဆင်းသွားတယ်โอเคဒါဆိုရင်အောက်တပင်ကိုစစ်ကြည့်အောင်ကျွန်တော်ဒီမှာဇောင်းလိုက်လေးတွားတယ်ပေါ့เนาะဒီဇောင်းလိုက်လေးတွားတော့ကျွန်တော်တို့၄5ဆိုတဲ့ခဏန်းကိုအာကျွန်တော်တို့ရှားရမယ်ပေါ့เนาะ၄5ဆိုတဲ့ခဏန်းကိုရှားဖို့အတွက်ကျွန်တော်တို့ဒီအပေါ်ကလို့ပဲတပင်ချားမှာရှိတဲ့ဒီနံပါတ်2ပေါ့เนาะဒီနံပါတ်2ကျွန်တော်တို့ပါယူမလဲ2 2နက်4ပေါ့เนาะ2 4ဒါပြီးရင်ကျွန်တော်တို့သူ့ရဲ့အပေါ်က ်ခါးတိုင်နဲ့အပိတ်ကိုပေါင်းမယ်နော်ခါးတိုင်အပိတ်ပေါင်းခြင်းဒီပေါင်းခြင်းနံပါတ်9နော်2 5ဆိုတော့ပေါင်းခြင်း9ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာခွန်ဒီခွန်လို့တိုက်ရိုက်ယူပါတယ်ဒါပြီးရင်ဒီနောက်မှာရှိတဲ့ဒီနံပါတ်9ပေါ့နော်9ကကျွန်တော်တို့9 5ပါခွာ3ညဆိုဒီလိုလေးယူမယ်နော်ဒီမှာထွက်သွားတဲ့ကဏ္ဍဒီကျွန်တော်တို့၄ခွန်၅ပေါ့နော်ဒီကနေဒီကိုဆင်းပါတယ်၄ခွန်၅ဆိုတော့ကျွန်တော်တို့ဒီမှာ နော်၄၇၅ဆိုပြီးတော့လေးထွက်သွားတယ်၄၇၅ပေါ့နော်အဲဒီမှာလဲကျွန်တော်တို့တဒန်းတစ်လုံးနဲ့အပီပေါက်လေးဖြစ်ပါတယ်နော်အပီပေါက်လေးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့တတိယတကတ်ကိုစစ်ပြီးတော့ကြည့်အောင်ပေါ့နော်တော့တတိယတကတ်မှာကဘာတွေရှိလဲဆိုတော့ညရင်ဆောင်လိုက်ဆင်းလာမှာဖြစ်တဲ့အတွက်နှစ်၃ညနှစ်ပေါ့နော်နှစ်၃ညနှစ်ဒီလိုလေးဆင်းမယ်နော်နှစ်၃ညနှစ်ကိုကျွန်တော်တို့ယူမယ်ဆိုရင် တပင်ချားကဒီမှာနံပါတ်၄နော် ဒီနံပါတ်4ဖြစ်တဲ့အတွက်4 4နက္ခတ်2ပေါ့နော်အဲကျွန်တော်ဒီအောက်မှာရေးပြမယ်4 4နက္ခတ်တိကျွန်တော်တို့2ဖြစ်ပါတယ်နော်ဒီရင်ကျွန်တော်တို့ဘယ်လိုယူမလဲကျွန်တော်သူ့ရဲ့အပေါ်ကကျွန်တော်တို့ဒီမှာခါးတိုင်းနဲ့အပိတ်8ရဲ့2ရဲ့ပေါ့နော်ပေါင်းခြင်းနံပါတ်3ညနော်ဒီ3ညကိုကျွန်တော်တို့တန်းရဲ့ယူသွားမယ်ပေါ့နော်တုံညလို့ယူမယ်ဒါပြီးရင်ဒီနောက်ဆုံးကနှစ်ပေါ့เนาะအပိတ်နှစ်နှစ်ရဲ့ပါဝါခွန်เนาะ နိနိပါဝါခွန်ဆိုပြီးကျွန်တော်ယူမယ်အဲဒီမှာဆင်းသွားတဲ့ခဏန်းဒီ202ပေါ့နော်နိ3ညာနိဖြစ်ပါတယ်ဒီလိုလေးအဆောင်ဆင်းနေနော်နေရာနဲ့နိနော်202ပေါ့နော်ဒီမှာလည်းဆင်းသွားတယ်ဒါဆိုရင်အခုကျွန်တော်လာမယ်ဒီအချိန်20အတွက်ပေါ့နော်အချိန်20အတွက်ကဒီ BM အတွက်ပေါ့နော်ဒီ BM အတွက်ကကျွန်တော်တို့ဘယ်လိုရှာမလဲဒါအပြင်အပေါ်ကမူလို့ပဲ ဒီပေါ်ကကျွန်တော်ဒီ6ပေါ့เนาะတပင်းချက6ကိုဖြစ်တဲ့အတွက်6 6နှက်ခတ်6ပေါ့เนาะဒီဘက်မှာကျွန်တော်ရေးပေးမယ်6 6။เนาะ6 6တရေရမယ်။ပြီးရင်ဒီပေါ်က4 6เนาะ4 6ပေါင်းချင်းဒီပါရမလဲပေါင်းချင်း3ညပေါ့เนาะ3ညလေးရေးလိုက်မယ်။ပြီးရင်ဒီမှာရှိတဲ့နံပါတ်6 6ရေးပါယူမလဲ6 6ပါဝါ7ပေါ့เนาะဒီလိုလေးယူသွားမယ်။ ဒါဆိုရင်ကျွန်တော်တို့အဓိကထိုးခွက်ဒီနှစ်ခွက်ထွက်မယ်နော်နှစ်ခွက်ထွက်မယ်အဲကြံတဲ့နှစ်ခွက်ကတော့ကျွန်တော်တို့အရှင်သဘောနဲ့သွားမယ်ပေါ့နော်အဓိကထိုးရမှာဆိုရင်ကျွန်တော်ဒီမှာပါရှိမလဲနော်9 3 9 1နော်ပြီးရင်6 3 9 6နော်ဒီမှာလဲကျွန်တော်တို့စောင်းလိုက်လေ3 9 3 9 6ဆိုတက်သွားတယ်เนาะဒီမှာလဲ4 5ဆိုတော့ဒီလိုလေးဆင်းသွားတယ်เนาะဒီမှာ2 3 9 2ဆိုတော့တိုက်ရိုက်ဆင်းသွားတယ်เนาะဒီအတွက်ကြောင့်ကျွန်တော်တို့ဒိုးရမယ့်ကဏ္ဍဒီ6 3 9 6ဒိုးရမယ်1 3 9 9ဒို ိုပါမယ်ဟုတ်ဗေဒီမှာကျွန်တော်ရေးပြမယ်စစ်ဟိုစစ်ပေါ့နော်ပြီးရင်109เนาะနောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ထိုးလို့ရတာဒီ906ဒါထိုးလို့ရမယ်ပေါ့နော်အဲ936เนาะပြီးရင်631เนาะ631ဒီလေးကွက်ပဲထိုးရမယ်ပေါ့နော်ဒါဒီမူအတိုင်းကျွန်တော်တို့စစ်ပြီးတော့ပြီးခဲ့မယ်ဆိုရင်เนาะအဲသူကတော့လေးကပ်ပေါ့နော် တကတ်เนาะဒီမှာနှစ်ကတ်သုံးကတ်ဒီဖြစ်နေဆိုရင်ကျွန်တော်တို့ဒါလေးကတ်မြောက်သွားပြီပေါ့เนาะလေးကတ်မြောက်သွားပြီကျွန်တော်တို့ထိုးခွက်ကလည်းဒါနဲတယ်လို့ပြောလို့ရတယ်ပေါ့เนาะဒါအများကြီးမရှိဘူးကျွန်တော်တို့လေးခွက်ပဲဒါထိုးရုံပဲပေါ့เนาะဒီမှာတစ်ဖြတ်ထွက်တယ်ဒီမှာတစ်ဖြတ်ထွက်တယ်ပြီးရင်ဒီမှာတစ်ဖြတ်ပေါ့เนาะအခုလာမယ့်အပြင်ဒီမှာတစ်ဖြတ်เนาะစုစုပေါင်းကတော့ကျွန်တော်တို့ဒါငါးကတ်မြောက်ပေါ့เนาะโอเคဒါဆိုရင်ကျွန်တော် run through လေးပြန်ပြီးတော့သွားပြမယ်เนาะအဲဒီမှာ ျွန်တော်တို့ဒုညဒုည6ထွက်စင်ကိုပြန်ကြည့်မယ်ဆိုရင်တပင်ချားက6 6ရဲ့ကျွန်တော်တို့နှက်ခတ်ကိုယူပါတယ်ဒီနှလုံးပေါင်းခြင်းဒုညနော်တိုင်ရိုက်ယူမယ်ပြီးရင်နောက်ဆုံးကအပိတ်ငါငါပါဝါဒီဒုညပေါ့နော်ဒီမှာတဒံနှလုံးမနဲ့ဒုညဒုည6ဆိုပြီးတော့ဆင်းတယ်နော်အဲ့တော့ဒီအောက်ကိုဆင်းပြီးတော့တနစ်ချာကပေါ့နော်ဒီလိုလေးဆောင်းလိုက်က၄ခွန်5ဆိုတဲ့ခဏကနှစ်ရှိတဲ့အတွင်းနှက်ခတ်၄ကျွန်တော်နှလုံးပေါင်းခြင်းခွန် နော်ပြီးရင်သူ့ရဲ့အပိတ်က၅ရှိတဲ့အတွက်၅၅ပါဝါသည်တုံညထွက်ကနန်းသည်၄၇၅နော်အဲ၄၇၅ဆိုပြီးတော့ကျွန်တော်ထိုင်ရိုက်ထွက်တယ်နော်ဒီအတွက်ကြောင့်ကျွန်တော်နောက်ထပ်တတိယအပိတ်မှာကြီးလိုက်တဲ့အခါကျွန်တော်တို့ O2 ပေါ့နော် 2O2 မှာလည်းဒီတိုင်းပဲကျွန်တော်တပင်ချက၄ရှိတဲ့အတွက်၄နက္ခတ်နဲ့နှလုံးပေါင်းချင်း၃ညဖြစ်တဲ့အတွက်ဒီမှာ၃ညပေါ့နော်ပြီးရင်အပိတ်က2ဖြစ်တဲ့အတွက်2 2ပါဝါခွန်ထွက်ကနန်းသည်2 O2 နော်2 3ညနှစ်ဆိုဒီလိုလေးစင်းတယ် ီအတွက်ကြောင့်ကျွန်တော်တို့အခုဒီတစ်ပတ်အတွက်ပေါ့နော်ဒီတစ်ပတ်အတွက်ကတပင်ချားကရှိနေတာဒီ6ပေါ့နော်ဒီ6ရှိနေတာဖြစ်တဲ့အတွက်6 6နှစ်ခက်ကျွန်တော်တို့6ဖြစ်တယ်နော်ဒါယူတာတည်သွားရင်ဆိုရင်ကျွန်တော်တို့ဒီမှာခါးတိုင်းက4 6ပေါ့နော်4 6ဆိုတော့ပေါင်းချင်းဒီ3ညဖြစ်ပါတယ်နော်ပြီးရင်တော့ဒီနောက်ဆုံးပိတ်ကျွန်တော်တို့အပိတ်6ဒီ6 6ပါဝါ1ပေါ့နော်6ပါဝါ1ဆိုတော့ဒီလိုလေးယူသွားပါတယ်နော် အဓိကကျွန်တော်ထုတ်ခွက်ကဒီနှစ်ခုเนาะ636နဲ့139เนาะအဲဒီမှာလဲကျွန်တော်တို့3936ဆိုတော့အောက်ကနေအပေါ်ကိုတန်းသွားတယ်เนาะပြီးရင်405ဆိုပြီးတော့အပေါ်ကနေအောက်ကိုဆင်းသွားတယ်เนาะ132ကတော့အောက်ကနေဆင်းလို့ရတယ်လို့အပေါ်ကနေလဲကျွန်တော်တို့ဒါဆင်းသွားလို့ရတယ်ပေါ့เนาะအဲဒီအတွက်ကြောင့်ကျွန်တော်ကဒီမှာရွေးချယ်ထားတာ636เนาะအပေါ်ကဆင်းဆင်းအောက်ကဆင်းဆင်းပေါ့เนาะ ဒီအပေါ်ကတော့ကျွန်တော်တက်တုံညာကိုဆိုပြီးတော့အပေါ်ကိုတက်သွားတဲ့ဟာကိုယူလိုက်တယ်เนาะဒီနှစ်ခွက်ကကျွန်တော်တို့ဒါ main ကစားရမယ်ပေါ့เนาะ main ကစားရမယ်ဂျန်နယ်ကန်းတွေကတော့9တုံညာ6ရှိမယ်6တုံညာ10ရှိမယ်เนาะโอเคဒါအပေါ်ကမူတိုင်းကျွန်တော်ကစစ်ပြီးတော့ယူလိုက်တာပေါ့เนาะโอเคပါဒါဂျန်နယ်တဲ့တဲ့ခြင်းတွေအတွက်ကန်ဆန်းမှုပေါ့เนาะတင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ 3D ကတော့ပို့ပြီးတော့မလွယ်ဘူးပေါ့เนาะမလွယ်တာဖြစ်တဲ့အတွက်အကွက်တစ်ထောင်မှာတစ်ခွက်ဖြစ်တာဖြစ်တဲ့အတွက် အဲတငယ်ချင်းတို့ကဒါဂျိုင်းနှစ်တက်မှကန်ဆယ်မှာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျဘယ်ဘယ်မှာ